အကုသိုလ်ကံထဲမှာအပြည့်အကြီးဆုံးကံကအဲ့ဒီပိစာဏန္တရိယကံဆိုတဲ့အနန္တရိယကံ၅ပါးပိစာဏန္တရိယကံ၅ပါးဒီ၅ပါးတဘာဘာကျွလွန်နိုင်ရင်တော့ဖျားခဲလို့လည်းမရဘူးဒါကြောင့်မလို့ကိုတုတ်ခဲ့တဲ့အကုသိုလ်ကံ၄ထဲမှာကျန်တဲ့အကုသိုလ်ကံတွေဘလောက်ပဲအကြီးကြီးအဲ့ဒီပိစာဏန္တရိယကံမှာပါသေးဘူးဆိုရင်တာဝန်ကရလို့နောင်တရလို့ကုသိုလ်တွေနဲ့ပြန်လုံနိုင်ရင်တော့မှအကျိုးတရားမှုကအပေမလားနိုင်သေးဘူးအဲ့ ငရဲမသွားနိုင်သေးဘူးအဲ့လိုမှမဟုတ်ဘဲနဲ့ပင်စန္ဒရိယကံ၅မျိုးတစ်ခုခုကျွတ်လို့မြင်တော့ဖျားကဲလို့လည်းမရတော့ပင်စန္ဒရိယကံ၅ပါးကမတုခတကအမေကိုတတ်တဲ့ကံပိတုခတကအဖေကိုတတ်တဲ့ကံအရန္တခတကယန္တာကိုတတ်တဲ့ကံနောယိတုဘတကဖျားကိုသူစင်တောင်လုပ်တဲ့ကံတန်ခဘေတကတန်ခသင်ခွဲတဲ့ကံဆိုပြီးဒီ၅မျိုး အဲ့ဒီ၅မျိုးတစ်ခုတစ်မျိုးမျိုးကျွလွန်သွားရင်တော့မြတ်စွာဘုရားရှင်ကယ်လဲပဲသူကမလွတ်တော့